င်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မလ17ရက်နေ့မနေ့ပိုင်း Radio NUG စီးရီးသတင်းများကိုတင်ပြပေးပါရောင်းမယ်ကျွန်တော်ကတော့ຫນွေဦးနိုင်ပါ အခုပထမဆုံးတစ်ပုတ်အနေနဲ့အကြံဖက်စစ်တပ်ရဲ့တပင်းညွန်စကန်းကိုတင်ပိုက်ရမှာ PDF ပူးပေါင်းတပ်များပအဝင်ခဲ့တဲ့တရင်ကိုတင်ပြပေးပါမယ်။ပဲခူးတိုင်းနဲ့ကင်းပြည်နယ်အဆက်မှာရှိတဲ့အကြံဖက်စစ်တပ်ရဲ့ခလာရ83တပ်ရင်းလက်အောက်ခံတပင်းညွန်စကန်းကို PDF ပူးပေါင်းတပ်တွေကမလန်ရှိရနေမနက်9နာရီခွဲအချိန်မှာအပီးသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။အကြံဖက်စစ်တပ်ရဲ့တပင်းညွန်စကန်းကတောင်ငူခရိုင်အတွင်းပဲခူးတိုင်းနဲ့ကင်းပြည်နယ်အဆက်မှာတည်ရှိတာဖြစ်ပြီးတော့စကန်းသိမ်းတိုက်ပွဲကို PDF အထူးကွန်မန်ဒိုတပ် ရင် KNL တက်မဟာနှစ်နဲ့သုံးတို့ကဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။ဒရုန်းတိုက်ခိုက်ရေးကိုယော်နသန်ဒရုန်းတပ်ဖွဲ့နဲ့တက်မဟာနှစ်တက်မဟာသုံးဒရုန်းတပ်ဖွဲ့တွေနဲ့အတူတာဝန်ယူခဲ့တာဖြစ်ပြီးတော့ဖြတ်တောက်ရေးအဖြစ်နဲ့တက်ရင်3939နှစ်အာလာဝကအေယာဝတီဖြူရန်ကုန်အုတ်တွင်းပကဖအဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။တိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ကတိုက်ဆုံသူများပြားခဲ့တယ်လို့လက်နက်ကြီးလက်နက်ငယ်ခဲယမ်းအများအပြားအပြင်ဆက်သွေးပစ္စည်းတွေပါ တင်စီရမိခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာဆလဘီစစ်ကောင်စီပြည်ထောင်စုဝန်ကြီးနဲ့ကရင်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်တဲ့ဂျိုင်းတရားဖွင့်ပွဲကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။စစ်ကောင်စီစောက်လို့ရေးဝန်ကြီးကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ရာတာခ ဒူတိုင်းမှုတို့တက်ရောက်ခဲ့တဲ့ဂျိုင်းတရာဖွင့်ပွဲကို face win drone ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့မွန်ပြည်လူမျိုးရေးတပ်တော် MLA ကထုတ်ပြန်ထားပါတယ်။မလ9ရက်နေ့ကပြုတ်လုခဲ့တဲ့အဆိုပါတရာဖွင့်ပွဲကိုမွန်ပြည်လူမျိုးရေးတပ်တော် MLA Spring UAV Force G3 face win drone အဖွဲ့မနက်9:38မိနစ်43မိနစ်နဲ့7:00နာရီခွဲတို့မှာဘုံ၃လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အဆိုပါတရာဖွင့်ပွဲကိုစစ်ကောင်စီရဲ့စောက်လော်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦး မျိုးတန်ကရင်ပြည်နယ်ဝန်ကြီးချုပ်စောမြင့်ဦးအရှိတောင်တိုင်းစစ်ဌာနချုပ်ဒူတိုင်းမှုဘူမူကြီးပညာဝင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်းပြည်နယ်လမ်းဘန်းဆက်သွယ်ရေးဝန်ကြီးဦးညီညီစောတို့တက်ရောက်ပြီး ဖေးကျူးဖြတ်ခဲ့ကြကပီပီချင်းကတုတ်ကရဲ့ထွက်ပြေးသွားခဲ့တယ်လို့ဖော်ပြထားပါတယ်။တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကကားဖြင့်တဲထုတ်သွားခဲ့ပြီးတော့စစ်ကောင်စီရဲ့ဂျမ်းမာများကြောင့်ဘုံသီးတလုံးလွင်းစင်သွားခဲ့ရာတတားဟောင်းအောက်ဘက်ခြမ်းမူလာတန်းကျောင်းအနီးကအရသာပြည်သူ9ဦးထပ်မင်းဒဏ်ရာရခဲ့က3ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ထိခိုက်သေဆုံးခဲ့ရသူများအတွက်ဝန်နေကျောင်းစုထားပြီးတော့မိဘပြည်သူများအနေနဲ့စစ်ကောင်စီပြုလုပ်တဲ့ပွဲလမ်းတပင်းအခမ်းအနားများနဲ့ဤက က်စွာမနေကြဘူးမွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ကအတိအပြီးပြောကြားထားပါရခင်ဗျာ။ ဆက်လက်ပြီးကြောက်ဖြူနဲ့ကွာမျိုးနယ်တို့မှစစ်ကောင်စီကတိုက်လေရင်ဒရုန်းများဖြင့်ပုံကျဲခဲ့ရာအရဲသားတအူးတီဆုံပြီးတော့၃ဦးဒဏ်ရာရတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ရခိုင်ပြည်နယ်ကြောက်ဖြူနယ်ကွာမျိုးနယ်တို့မှစစ်ကောင်စီကတိုက်လေရင်ဒရုန်းများဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာအရဲသားပြည်သူတအူးတီဆုံပြီးတော့၃ဦးခန့်ဒဏ်ရာရခဲ့တယ်လို့ Arakan Princess Media ကဖော်ပြထားပါတယ်။မလ9ရက်နေ့မှာ ဂွားမြို့နယ်ဘဝင်ရွာကိုစစ်ကောင်စီက Jet Fighter တစ်စီးနဲ့မနက်တနာရီ39မိနစ်မှတစ်ကြိမ်46မိနစ်မှတစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်ဘုံကျဲတိုက်ခိုက်မှုကြောင့်အသက်60အရွယ်ရှိဦးထွန်းအောင်သိန်းတိစုံသွားခဲ့ပြီးတော့တမီးဖြစ်သူမတ်မေးသစင်အသက်26နှစ်နဲ့တားဖြစ်သူမောင်ဖြိုးဝီစု အသက်17နှစ်တို့ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့သိရပါတယ်။အလားတူကြောက်ဖြူမြို့နယ်ကက်တပြီရွာကိုမလန်၁၀ရက်နေ့နေ့လယ်ပိုင်းမှာစစ်ကောင်စီရဲ့ကြောက်ဖြူအခြေဆိုင်ဒညဝရီရေတပ်စခန်း ဌာနချုပ်ကဒရုန်းဖြင့်ဘုံစိတ်လုံးထက်မနေကျေးချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။နေ့လေ7နာရီကနေ3နာရီအတွင်းမှာဘုံကျေးတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့နေအိမ်စိတ်လုံးထက်မနေမိလောင်ပျက်စီးသွားခဲ့ကအသက်65နှစ်အရွယ်ဥပသိန်းအောင်ဆိုသူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ကြောက်ဖြူမြို့နယ်စနင်းမြို့မှာရှိတဲ့တိုင်းနယ်ပြည်သူစေယုံကိုမလ10ရက်နေ့မနက်2နာရီမိနစ်40ခန့်မှာစစ်ကောင်စီရဲ့အမှတ်78တောင်မော်ကြီးရေတပ်စခန်းကအသေးခံဒရုန်း2စင်းဖြင့်တိုက်ခိုက်ခဲ့တယ်လို့ဆို ပါရယ်အဆိုပါတိုက်ခိုက်မှုအတွင်းစနေတိုက်နယ်စည်းရုံခွဲစိတ်ခန်းမှာလုံးဝပြိုကျပျက်စီးသွားခဲ့ပြီးတော့လူထိခိုက်ဒဏ်ရာရရှိမှုတော့မရှိခဲ့ဘူးလို့ဖော်ပြထားပါရယ်ခင်ဗျာ ဆက်လက်ပြီးခလွေလူထုခရိုင်မှာစစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရည်များကြောင့်အယက်သားတအုပ်တန်ရာရတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ကရင်အမျိုးသားအစည်းအရုံးကော်တူးလီအုပ်ချုပ်နေမြေခလွေလူထုခရိုင်အတွင်စစ်ကောင်စီကလက်နက်ကြီး drone လေယာဉ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အယက်သားပြည်သူတအုပ်တန်ရာရခဲ့ပြီးတော့နေအိမ်စေလုံးပျက်စီးခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။မလ9ရက်နေ့မနက်9:30မိနစ်အချိန်မှာ ိန်းစလုတ်ခြေဆိုင်စစ်ကောင်စီရဲ့ခလာရ264တပ်ရင်းမှစောတိမြို့နယ်ထောလူခိုကျေးရွာအတွင်းကိုလက်နက်ကြီးနှလုံးပစ်ခတ်ခဲ့ရမှာအသက်40အရွယ်ရှိတဲ့နော်အေပရဝါထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါအပြင်မလာရှိအနေနေ့လယ်7:55မိနစ်55မိနစ်မှာစစ်ကောင်စီရဲ့တောင်ငူလီတက်မှမူးမြူနဲ့ကြောက်ကြီးပေါက်ကြီးရွာကိုဝိုင်းထွေးလျင်ဖြင့်ဘုံသုံးလုံးချေချခဲ့ရာအယက်သားနေအိမ်စိလုံးထိခိုက်ပျက်စီးခဲ့ပါတယ်။လေထုမြူနဲ့တောင်ခင်ကြီးရွာကိုလည်းပိန်စလုံးအခြေဆိုင်ခလာယာ264တရင်ကမလာ9ရက်နေ့ညနေ8:05မိနစ်ခန့်မှာ120မမလက်နက်ကြီးနှလုံးပစ်ခတ်ခဲ့ရာကြီးရွာဖုံးကြီးကျောင်းအတွင်ကြားရောက်ခဲ့ပြီးတော့ထင်းစဉ်တစဉ်ထိခိုက်ပျက်စီးခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးကဏီမြို့နယ်မှာစစ်တပ်ကလေရင်ဖြင့်ပုံများကျဲချမှုကြောင့် ပြည်သူတအူးတီဆုံကားနှစ်စီးမီးလောင်ပျက်စီးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မန္လာ၁၀ရက်နေ့မွန်လွေ၂နာရီကျော်အချိန်ကစတင်ပြီးညနေ၅နာရီအတွင်းစကိုင်းတိုင်းကဏီမြို့နယ်တောင်ချမ်းမှာရှိတဲ့နက်ကြီးရွာနယ်မုတ်တော်အရှိရွာကိုတိုက်လေရင်ဖြင့်ဘုံကားလုံးခြေချခဲ့မှုကြောင့်နွားတကောင်တီဆုံကကားတစ်စီးမီးလောင်ပြီးတော့တစ်စီးပျက်စီးသွားသလိုပြည်သူတအူးတီဆုံသွားကြောင်းဒေသသတင်းများအရာသိရပါတယ်။မုတ်တော်ဘက်အချမ်းမြေကမ်းဘေးမှာဘုံတလုံးနက်ကြီးဘက်အချမ်းမြေကမ်းဘေးမှာ ဘုံလီလုံးစုစုပေါင်းဘုံငါလုံးကျဲချသွားတယ်လို့သိရပါတယ်ဒုတိယအကြိမ်လေးချောင်းတိုက်ခိုက်မှုမှာဆက်တနက်ဖြစ်ပါပတ်ပြီးပြစ်ခတ်သွားတာကြောင့်နှက်ကြီးကျေးရွာနဲ့မုတ်တော်ကျေးရွာမှဒေသခံများဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့သိရပါတယ်ခင်ဗျာဆလဘီဂျိုပင်ကောက်မှာဖန်ဆီးထားတဲ့ပြူစောတီတအူထွက်ပြေးသွားခဲ့ရာပြစ်ခတ်ရှင်းလင်းခဲ့ရတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်ပဲခူးတိုင်းတာယာဝတီခရိုင်ဂျိုပင်ကောက်မြို့နယ်ကျွန်းနှက်ကုံအုပ်စုရွှေပန်းတော်ကျေးရွာမှာ စစ်တပ်သတင်းပေးပြူစောတီတအူးကိုဖမ်းဆီးစစ်ဆေးနေစဉ်အတွင်ထွက်ပြေးသွားခဲ့တာကြောင့်ပြစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ Black Dragon PDF ကထုတ်ပြန်ထားပါတယ်။မလာရှီယာနေမနက်ရှင်နာရီကန့်မှာအလဲကုန်းကြီးရွာနဲ့ကြာစွာဖျားကြားကဆက်တွယ်ရေးလမ်းပေါ်မှာဆိုင်ကယ်စီးလာတဲ့ရွှေပန်းတော်ပြူစောတီမြင့်လွင်ဆိုသူကိုတာယာဝရီခရိုင်တရင်383ညနှင့်တက်ခွေး6 Black Dragon GBK PDF အဖွဲ့ကဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။၎င်းပြူစောတီကိုဖမ်းဆီးစစ်ဆေးမှုများလှုပ်ဆောင်ပြီးတဲ့နောက်စက္ကန်းမှာ ထိမ့်သိမ်းထားစဉ်မလ10ရက်နေ့မနက်4နာရီခန့်မှာစကန်းဆောင်ရဲဘော်အိပ်ပျော်နေချိန်မှာကျိုးကိုဖြတ်ပြီးတော့ထွက်ပြေးသွားခဲ့ရာကင်းပတ်နေတဲ့ရဲဘော်များကတောဆက်မှာတွေ့ရှိတဲ့အတွက်ကြောင့်ပြန်လည်ဖမ်းဆီးတာကိုလက်မခံတာကြောင့်ပြစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ပြူစောတိမြင့်လွင်ဟာရွှေပန်းတော်ရွာအထက်တန်းကျောင်းမှာကျောင်းဆောင်အဖြစ်လုပ်ကိုင်က တော်လိုင်းရဲဘော်များရဲ့သွာလာလှုပ်ရှားမှုကိုစုံစမ်းထောက်လှမ်းပြီးတော့စစ်ကောင်စီထံတရင်ပေးခြင်းစစ်ကောင်စီကိုမမှန်တရင်ပေးကအယက်သားပြည်သူများကိုဖမ်းဆီးခိုင်းခြင်းဒေသခံ ်ပြည်သူများရဲ့စိုက်ကဲများကိုစစ်ကောင်စီနဲ့အတူဖမ်းဆီးခြင်းအလေကုန်းရေးစခန်းမှာဖွဲ့စည်းထားတဲ့ပြူစောတိအဖွဲ့တဲဝင်ပြီးတော့စစ်ကောင်စီရဲ့အတွက်အလုလုပေးနေသူဖြစ်ကြောင်းစစ်စည်းမေးမြန်းချိန်မှာထွက်ဆိုထားတယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတပိတ်ချင်းနဲ့ကံပလူမျိုးနဲ့အတွင်းမှာရှိတဲ့စိတ်ဆောင်ပြည်သူတွေကိုတပိတ်ချင်းပကဖကူညီထောက်ပံ့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။တပိတ်ချင်းမျိုးနဲ့အတွင်းမှာရှိတဲ့စစ်ပေးဆောင်အိမ်တော်စု60ကျော်ကိုတအိမ်တော်စံ3ပြီစီ90ကျပ်သားထောက်ပံ့ပြီးတော့ကျမ်းမာရေးချိုးတဲ့တဲ့ပြည်သူ40ကျော်ကိုလည်းမျိုးနဲ့ပကဖကူညီခဲ့စေရေးစီအဖွဲ့ကကျမ်းမာရေးစောင့်ရှောက်ကူတာမှုများပြုလုပ်ပေးခဲ့တယ်လို့ပကဖအတံမှာဖော်ပြထားပါတယ်။အလားတူကံပလူမျိုးနဲ့ပင့်တာတိုက်တဲ့အတွင်းမှာရှိတဲ့စစ်ပေးဆောင်အိမ်တော်စု300အား ကျွန်းလှကံဘလူတက်ကြွလှူရှားသူများအဖွဲ့ကံဘလူခရိုင်မှစံသွားရောက်လှူဒန်းခဲ့တယ်လို့သိရပါတယ်။လုံချုံကြီးအခြေအနေအရစစ်ဘေးရှောင်း၃နေရာကိုပဲကိုတိုင်ကိုကြသွားရောက်ပေးဝေလှူဒန်းနိုင်ခဲ့ပြီးတော့တချို့စစ်ကြောင်းနဲ့နှီးကပ်တဲ့နေရာတွေကိုတော့ဒေသခံတွေကိုလှူဒန်းပေးဖို့အကူအညီတောင်းခံခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးမုံရွာမြို့မှာအကြမ်းဖက်စစ်ကောင်စီရဲ့အထမစစ်သားစုဆောင်ခံရတဲ့တပ်သားတအူအလင်းဝင်ရောက်လာတဲ့တရင်ကိုတင်ပြပေးပါမယ်။သခိုင်းတိုင်းမုံရွာမြို့မှာအကြမ်းဖက်စစ်ကောင်စီရဲ့အထမစစ်သားစုဆောင်ခံရသူတပ်သားတအူကိုပကုတ်ကူခရိုင်ပကဖရဲ့ကုညီပေးမှုနဲ့ကဲထုတ်နိုင်ခဲ့တယ်လို့ရွှေပန်းကြီးရွာပေါင်းစုံ တပိတ်စစ်ကြောင်းဆက်လင်းကြီးမျိုးနယ်ထံမှသိရပါရီအလင်းဝင်ရောက်လာတဲ့တပ်သားက2024ခုနှစ်နိုဝင်ဘာလ5ရက်အလုံးမှပြန်လာစဉ်မုံရွာမြို့ပေါ်မှာအကြံဖက်စစ်ကောင်စီရဲ့အဓမ္မစစ်သား စုဆောင်ရေးအပတ်စဉ်ရှစ်အတွက်ပေါ်တာဆွေးရမှာပါဝင်သွားခဲ့ရသူတဦးဖြစ်ပြီးတော့အချမ်းပဲစစ်တပ်ရဲ့ရေစကြိုမျိုးနဲ့ခလာရ259တက်ရင်ကနေထွက်ပြေးအလင်းဝင်လာတာဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စီးရီးသတင်းတွေကိုတော့ Radio NUG သတင်းတောင်းမင်းတီယံမင်းစစ်သွေးနဲ့ခါရှဲတို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ